โอเคဆိုတော့ we are live ဆိုတော့ကျမတို့ live လေးစပြီးဖြစ်ပါတယ်ဆိုတော့ကဲအမရေအမနဲ့လည်းမတွေ့ရတာလည်းကြာပြီမတွေ့ရတာကြာပြီဖြစ်တယ်ဒါပေမဲ့လည်းမတွေ့ရကြာပြီဆိုမှလည်းကျမတို့ဒီအာကျမတို့ရဲ့ဒီ page ပေါ်မှာဒီစီးပွားရေးနဲ့ပတ်သက်ပြီး sharing လုပ်တာအာအမနဲ့နှစ်ယောက်ပေါ့နော်မလို့ဖြစ်တာကြာပြီဖြစ်တယ်ဆိုတော့ဒီတစ်ခါတော့အာကျမကနေပြီးအမကိုပြန်နေပြီးတော့ဒါထပ်မံဖိတ်ခေါ်နေတာဖြစ်ဖိတ်ခေါ်တာပေါ့နော်ဘာကြောင့်လဲဆိုတော့အခုတလောအာကျမရဲ့ဒီအလုပ်ထဲမှာဆိုလို့ရှင်လဲအလုပ်တွေလည်းရမ်းများတယ် ပြီးတော့ကိုပိုင်အခုလက်ရှိကိုပိုင်စီးပွားရေးဖြစ်တဲ့စီးပွားရေးမှာလည်းနည်းနည်းလေးတော့စိတ်တကြစရာရှိတယ်ပေါ့နော်ဆိုတော့ Facebook ကညီမ restrict လုပ်ထားတယ် restrict လုပ်ထားတာဖြစ်တဲ့အတွက်ဘာမှလှုပ်လှုပ်မရှားနိုင်အောင်ပေါ့နော်ဒါပေမဲ့လေအစိတ်ပြက်စရာတော့မရှိဘူးပေါ့နော်အဲညီမတို့မှဒီ Facebook တွေမဟုတ်ဘူးတခြားသောဒါ social media တွေကိုအသုံးပြုပြီးတော့ညီမတို့စီးပွားရေးလုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့လေအညီမတို့ဒီလိုမျိုးစိတ်တကြတဲ့အချိန်တွေအချိန်တွေမှာပေါ့နော်ဘာကြောင့်ဒီစီးပွားရေးကိုကိုကဘာကြောင့် လုတ်ကင်ခဲ့တယ်လဲဘယ်အရာတွေကတွန်းအားဖြစ်စီတယ်လဲဆိုတော့အာ topic လေးနဲ့ညီမတို့ပြန်နေပြီးတော့ sharing လုပ်ကြမှာပဲဖြစ်တယ်ဆိုတော့ဒါကြောင့်အရင်ဦးဆုံးအမအနေပြီးတော့မိတ်ဆက်ပေးပါအောင်။ဘာကြောင့်လဲဆိုတော့ညီမရဲ့ page မှာရှိတဲ့ message တင်ငေးချင်းတွေပေါ့နော်။အတိတ်အတော့ audience တွေအတွက်ကိုအမကိုအာ morning ဖြစ်သွားအောင်ပေါ့နော်။ဆိုတော့ပို့ပြီးတည်သွားအောင်အမရဲ့နာမည်လေးရယ်ပြီးတော့ဘယ်နိုင်ငံမှာနေတယ်ပြီးတော့အမရဲ့ဒီ background လေးရယ်ပေါ့နော်။ sharing လုပ်ပေးပါအောင်။ ဟုတ်ကဲ့ပါညီမကြီးအားလုံးပဲမင်္ဂလာပါညီမလေးလည်းမင်္ဂလာပါเนาะမတွေ့ရတာတော့ကြာပြီဟုတ်တယ်ဒီရန်ဆိုလို့ရှိတော့အမတို့အမြဲဆုံနေကြပါเนาะအဲအခုနောက်ပိုက်ကကြတော့ညီမလေးပြီး challenge တွေတွားနေတာဖြစ်တယ်ထဲနေเนาะအာအမတို့လည်းဒီဘက်ကနေဒီလိုရှိရယ် live live တော့တွေပါလောက်နေကြတဲ့အခါကျတော့နေ့ရောက်ကတွေ့ပြကြဖြစ်တယ်ပေါ့เนาะအာညီမရဲ့ page မှာရှိတယ်ဒီ follower တွေရဲ့အတွက်ရောအမရဲ့ page မှာရှိတဲ့ follower တွေအတွက်ရော အာအမကျတော့အလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါရဲ့အမကျတော့တလက်တက်ဖြစ်ပါတယ်တင်းနေတိုင်းတိုက်တဝဲမျိုးမှာမိသားစုနဲ့တူနေတာပြီးတော့ဒီ digital business ဆိုဖို့တခြား profession တွေတို့ကုနဲ့ပဲပဲလောက်ကင်နေတဲ့သူတရားဖြစ်တယ်လို့ဒီစေဝါရေးကိုစိတ်ဝင်စားပြီးတော့ဝင်လာတဲ့သူတွေလည်းကုညီလည်းပြပေးနေတယ်မိသားပြောင်းလည်းဖြစ်ပါတယ်ညီမရဲ့ဖိတ်ခေါ်မှုခံရတဲ့အတွက်လည်းကျေးဇူးများဖြစ်ပါတယ်ညီမရဲ့ โอเคကျေးဇူးအများကြီးတင်တယ်ဆိုတော့အမမြန်မာပြည်ကနေပြီးတော့ဒါလောက်ကင်နေတာဖြစ်တယ်ပေါ့เนาะဆိုတော့မြန်မာပြည်ကနေလောက်ကင်နေတဲ့ဒါအမကနေပြီးတော့အာဒီစီးပွားရေးကပြောမယ်ဆိုလို့ရှိရင်ဒါမြန်မာအမတို့ဒီလွန်ခဲ့တဲ့နှစ်နှစ်လောက်ကပေါ့เนาะဆိုတော့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကဆိုလို့ရှိရင်ဒီစီးပွားရေးကမြန်မာပြည်မှာဆိုလို့ရှိရင်ဒါစိမ့်နေတယ်ပေါ့เนาะဆိုတော့ဘာကြောင့်လဲဆိုတော့ညီမတို့အာဒီ social media ဆိုတဲ့အရာကြီးကလည်းဒါမြန်မာပြည်မှာဆိုလို့ရှိရင်ဒါတိတ်ပြီးတော့မထွန်းကားခဲ့တဲ့ မထွန်းကားခဲ့သေးဘူးပေါ့နော်အဲ့တော့အားလုံးကတော့တုံးကြတာမှန်တယ်ဒါပေမဲ့ social media ပေါ်မှာကျမတို့စီးပွားရေးလုပ်လုပ်ရတယ်ဆိုတာကအာတော်တော် များများတိတ်ပြီးမတိကြသေးဘူးပေါ့နော်များသောအားဖြင့်မှာအာဒီ online ပေါ်မှာလုပ်တဲ့စီးပွားရေးမှန်တယ်များဒီ online စီးပွားရေးဖြစ်တယ်ဒါပေမဲ့ ဈေးရောက်မှပဲဝင်ငွေရတယ်လို့တချို့ကြတော့ထင်မြင်ကြတယ်ပေါ့နော်ဒါပေမဲ့ညီမတို့ဒီစီးပွားရေးမှာကဈေးရောက်စရာမလိုဘဲနဲ့ဝင်ငွေတွေရနေတယ်ဆိုတာကတချို့တချို့တော့သူတွေမသိကြဘူးပေါ့နော်ဒါလွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်တော့ဆိုတော့အဲ့ဒီအခြေအနေမျိုးမှာအမအနေနဲ့ဒီစီးပွားရေးကိုစတင်လုပ်ကင်ဖို့အတွက်ပေါ့နော်ဘယ်အရာတွေကအမအတွက်ကိုတွန်းအားဖြစ်စေတယ်ဆိုတဲ့အကြောင်းအရာတွေပတ်သက်ပြီးတော့ share လုပ်ပေးပါဦးဟုတ်ကဲ့ပါညီမရေဖဲရတာအမကိုတောင်းအားဖြစ်စေတယ်ဆိုတဲ့အကြောင်းပေါ့ အမဒီစီပေါ်ရေးကိုမစတဲ့ခင်မှာဆိုချေဝအရေးအာဖူထိုင်းလုံးလုံးကူးတယ်ပေါ့နော်အဲ့ဒီချိန်ကလေးကအမကျတော့စီပေါ်ရေးတစ်ခုကိုစတဲ့နေဆိုပြီးတော့စေစားထားတာစေစားထားတယ်ဆိုရင်ဟာကျတော့စီပေါ်ရေးတစ်ခုကိုလှုပ်ချင်တယ်ကွာဒါပေမဲ့ကိုကကျတော့သိတယ်မလားဝက်ထန်းဆိုတဲ့အခါကျတော့သူရဲ့စိတ်ကကျတော့ဒီ apply စိတ်ပဲရှိနေတဲ့အခါမှာဆိုလို့ရှိရင်စီပေါ်ရေးတစ်ခုလှုပ်ဖို့အတွက်ငါမှဆိုလို့ရှိရင်ဆောက်ရှုပ်သွားမလားဘာလို့ဆိုလို့ရှိရင် အာဒီဟာလောက်လိုက်တဲ့ဆိုလို့ရှိရင်မအောင်မြင်နိုင်ပဲဖြစ်မလားဆိုတော့အတွေးရေနောက်တစ်ခုကကျတော့ငွေကြေးပိုင်းပေါ့နော်အာသူအပြေမှာစီးပွားရေးဒီ offline မှာဆိုလို့ရှိရင်အမတို့ကငွေကြေးပိုင်းဆိုင်အများကြီးလွာလာတာဖြစ်တယ်ပြီးလို့ရှိရင်နေရာခဲချက်ဒီဟာလေးအကုန်လုံးပေါ့နော်အာစဉ်းစားလိုက်တဲ့ချိန်ကျတော့သူကကိုယ့်အကူပြန်ပြီးတော့စဉ်းစားမိတယ်ဒီ full time မှာဆိုလို့ရှိရင်လည်းငါတို့ရ spread တွေအများကြီးနဲ့လှုပ်လှုပ်လာတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုဒီတစ်ခါလည်း အဲဒီမပြည့်စုံသေးတဲ့အရာတစ်ခုမှပေါ့နော်။ကြွားပြီးတော့ stress တွေနဲ့ပြန်ပြီးတော့ပြီးနေလိမ့်မယ်ဆိုတော့တွေးတစ်ခုကလည်းဝယ်လာတယ်။နောက်တစ်ခုကကျတော့အာကိုအောင်မြင်နိုင်ပါမလားဆိုတဲ့ဟာပေါ့နော်။အမတို့တွေကကျတော့ background change ကမတူတော့ဘူးကွာ။တကယ်လို့စီးပွားရေးလောကထဲဝင်မယ်ဆိုလို့ရှိရင် background ကမတူတဲ့ခါမှဆိုလို့ရှိရင်အောင်မြင်နိုင်မလားဆိုတဲ့အတွေးရကျတော့ဒီကအတွေးဖြစ်တယ်။အဲအဲ့လိုပုံစံမျိုးလေးပေါ့နော်။အဲ့လိုမျိုးစဉ်းစားနေတဲ့အချိန်မှာပဲအမကျတော့ဒီစီးပွားရေးတွေးရှိလိုက်တာပေါ့။ စေဘရေးကိုတွေးရှိလိုက်တဲ့ချိန်ကျတော့အာအမကဘလို့ချက်တွေရအမကိုတွားပြစ်စေတယ်လဲဆိုတဲ့ခါကျတော့ဒီစေဘရေးကအမတို့ရဲ့ဒီလက်ရှိအလုပ်ကိုလည်းထိခိုက်စေရမလို့ပါပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီအိမ်မှာလည်းကိုယ့်ရဲ့အလုပ်ကိုထိခိုက်စေရမလို့ပဲနဲ့သူကကျတော့ run လို့ရတယ်ဒီကကျတော့ Facebook schedule ပေါ့နော်အာကိုအားတဲ့ချိန်လေးကို manage လုပ်မဲ့သူလည်းမရှိဘူးလာပြီးတော့ခိုက်စိမ်မဲ့သူလည်းမရှိဘူးကိုအားတဲ့ချိန်လေးမှာပဲအဲဒီဟာကိုလှုပ်လို့ရတယ်ဆိုတဲ့ဟာလေးတစ်ချက်သဘောကျတယ် နောက်တစ်ခုကကြတော့အမတို့တွေကဒီအိတ်ထောက်ရှင်မတွေဖြစ်တဲ့အတွားကြောင့်မလို့ပေါ့နော်သသမိတွေရလာတဲ့ချိန်ကြလို့ရှိတယ်အဲကိုရဲ့ကလေးတွေကိုထားခဲ့ပြီးလို့ရှိရင်အပြင်မှာအသုံးမသွားလို့ခြေတာတယ်အဲ့အတွက်ဘူကလေးကနေပြီးလို့ရှိရင်အမကအကန်စထရီကိုဒီဆောက်ထားခြေတယ်ပေါ့နော်အိမ်မှာနေပြီးလို့ရှိရင် work from home လုပ်လို့ရတယ်ပြီးလို့ရှိရင်ကိုရဲ့ကလေးယူနာမှာလည်းနေကပြုစုဆောက်ရှောက်ရင်းနဲ့ကိုရဲ့ egg sp လည်းဒီဆောက်ထားခြေခြေတပူပါတယ်နောက်တစ်ခုကကြတော့အမကြောက်ဆုံးအရာပေါ့နော်ဒီငွေကြေးပိုင်း ကိုယ့်ရဲ့ investment ဘိုင်းကိုပလာတဲ့ခါမှာဆိုလို့ရှိရင်ကြောက်စုတ်ကြဘူးဒီဟာပေါ့ဒါကလည်းဓမ္မကိုဘလို့ရတာဘလို့မျိုးတော့အဖြစ်စစ်တယ်ဆိုတဲ့အခါကျတော့သူကလောကကိုတိုင်မှာအမစတဝယ်တဲ့ချိန်ဆိုလို့ရှိရင်58နဲ့သကန်းကျော်ရှိနေတယ်ပေါ့နော်ဒီစီဝါရေးကကြတော့58နဲ့သကန်းကျော်ကျော်ပြီးရှိနေတယ်နောက်တစ်ခုကလောကကိုတင်ရုံနဲ့ပေါ်ဆောင်ရတဲ့စီဝါရေးအဖြစ်တော့နော်အမကျတော့ ပေါ်ကြတယ်အဲဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့အမတို့တက် session နဲ့ပြီးမှဒီစီးပွားရေလုပ်လို့ရတယ်အမတို့စဝယ်တဲ့ချိန်တော့ဆိုလို့ရှိရင်မှတ်ဖို့တဲ့ notary တာမှမပါသေးပေါ့ passport ပူတဲ့နဲ့အမတို့ရရတာဒီစီးပွားရေယူရတာဖြစ်တယ်ပေါ့နော် passport ရေဘာသာဝေးရပြီးလို့ရှိရင်အဲအမတို့ဒီအသက် session နဲ့ပြီးပြီးတဲ့သူတိုင်းပေါ့နော်ဒီစီးပွားရေယူရတာဖြစ်တယ်သူရဲ့ကာသချင်းနဲ့မကိုက်ယူဆိုလို့ရှိတော့အမတို့ကဒီစီးပွားရေတော့ပဲ လုတ်ချင်နေပြီပေါ့နော်သူကလုတ်ဆောင်မှုမရဘူးအဲ့ဒီအချက်ကိုလည်းအမကပြောကြတာဖြစ်တယ်အဲဒီကားကကြတော့အမအတွဲကပညာတစ်ခုရလိုက်တာကြောင့်စီးပွားရေးမလုပ်ခင်မှာအမအပြင်မှာဒီ online ပေါ်မှာပေါ့နော်နည်းနည်းလေးရင်းနှီးမြှောက်နှံမှုတစ်ခုကိုလုပ်ခုတာဖြစ်တယ်အဲ့လိုလုပ်ခုတဲ့ချိန်ကျတော့အမတို့တွေကအာဟိုဘလောက်ရေးတယ်ဆိုလို့ရှိရင်ဘလောက်ပြန်ရမယ်အဲ့လိုပုံစံနဲ့သွားလိုက်တဲ့ချိန်ကျတော့ကိုယ့်ရဲ့ငွေကတရားတဲ့ချမ်းမပြတ်မရဘဲနဲ့ဆုပ်ရှုပ်သွားတဲ့ဟာလေးရှိခုတယ်ပေါ့နော် အဲ့လိုရှိခိုးတဲ့အချိန်ကတော့စီဝါရမှာလေ့လာလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်အမတော်တက်ကန်းစားတခုရရှိခဲ့တဲ့ခါကတော့အဓိကကကိုလက်တွဲမဲ့စီဝါရတခုကဘလောက်ထိဖိုင်မှမရှိသလဲဆိုတဲ့ဟာပေါ့နော်ပြီးလို့ရှိရင်တရားဝယ်စီဝါရဖြစ်ရလားအာဘလောက်ပေါ်ဆောင်ရတဲ့ဟာလာပေါ့နော်တရားဝယ်ပြမတော့သူကအခေါ်ဆောင်ရတဲ့ဟာဖြစ်ပြီးနှစ်ပေါင်းဘလောက်ထိကြာရှိနေတာလဲဆိုတဲ့ဟာကတော့အမှားတော့ပြန်ကုလို့ ်ကြာကိုဖြစ်တဲ့ဆိုရင်ကျောင်းလေးကိုအမှသိရှိလိုက်ရတာဖြစ်တယ်ပေါ့နော်သိရှိလိုက်တဲ့အတွက်ကြောင့်မလို့လေဒီစေဝါရေးကိုအမှလှုပ်ဆောင်ဖို့အတွက်ကဒီမှာတော့အတူတူဖြစ်စေတယ်နောက်တစ်ခုကကျတော့အမှကပြေးသွားရတာပါပါကွာကိုကတနေ့ရရောက်သွားမယ်ဆိုလို့ရှိရင်အမတို့ဒီ offline မှာကိုထားခဲစရာမလိုတော့ဘူးအမတို့နဲ့တမကြီးဒီဖုန်း wifi ရှိတယ်ဆိုလို့ရှိရင်ကိုရောက်တဲ့နေရာမှာဒီစပွားရေ run လို့ရတယ်ပြီးလို့ရှိရင်ကိုရဲ့ခရီးစရိတ်တွေတွေ့ပါတယ်ဆိုလို့ရှိရင်လည်းစုရိတ်ပါမယ်ဆိုပေါ့နော် ကိုရဝင်ဝင်နဲ့ကိုသွားလို့ရတယ် run လို့ရတဲ့ဟာဖြစ်တဲ့အခွင့်အရေးမျိုးတွေဒီအရာကတော့ရန်ကုန်သဘောကျတယ်အဓိကသဘောကျဆုံးအချက်ကတော့ရန်နေပြီလို့ရှိရင်လောက်စားလို့ရတယ်ပြီးလို့ရှိရင်ဒီကိုရအချက်ကြီးပေါ့နော်အာ stress free ဖြစ်တယ်ကိုရအချက်ကြီးနဲ့လှော်လှော်လတ်လတ်ကိုလောက်စားလို့ရတယ်အခွင့်အရေးမျိုးကတော့တွေ့ရတဲ့ချက်တွေကရန်ကုန်သဘောကျစရာကောင်းတဲ့အရာတစ်ခုဖြစ်တဲ့ဒီမှာရေးဒီဟာတွေရပဲအမအတော့အတင်ပြီးလို့ရှိရင်ဒီစီပွားရေးလောက်စားခဲ့တာဖြစ်တယ်ပေါ့နော်ဒါကြတော့ဟိုအမ share လုပ်ပေးလိုက်တဲ့အရာလေးဖြစ်ပါတယ်ကျေးဇူးပါဒီမှာ ဟုတ်တယ်ကျေးဇူးအများကြီးတင်တယ်ဆိုတော့ဒါအမပြောသလိုပဲပေါ့နော်ဒါဟုတ်တယ်ဒီစီးပွားရေးအရင် flexible ဖြစ်တယ် schedule ဆွဲပြီးသွားရတာဖြစ်တဲ့အတွက်ကြောင့်ညီမတို့အာအချိန်အနေနဲ့လည်းအရင်ကိုလွတ်လပ်တယ်ပေါ့နော်ကိုကြိုက်တဲ့နေရာကိုကြိုက်တဲ့အချိန်မှာကိုအားတဲ့အချိန်လုပ်မယ်ကိုဘယ်သူမှအာထိန်ချုပ်မဲ့သူမရှိဘူးဒါဒီနေ့ပြီးအောင်ရောင်းရမယ်ဒါဒီနေ့ပြီးအောင်လုပ်ရမယ်ဆိုတာဆိုတဲ့အရာမျိုးလည်းမရှိဘူးပေါ့နော်အားလုံးကကိုပိုင် အာကိုပိုင်ဆုံးဖြတ်ချက်နဲ့ကိုပိုင်လုပ်ရလာဖြစ်တဲ့အတွက်ကြောင့်ဒါရလာတဲ့ဝင်ငွေတွေဒီလည်းကိုပိုင်နဲ့ဖြစ်တယ်ပေါ့နော်ဆိုတော့ရလာတဲ့ဝင်ငွေတွေဆိုတဲ့နေရာမှာလည်းဒါညီမတို့ကကိုကိုတိုင်းကကိုတိုင်းလောက်တာဖြစ်တဲ့အတွက်ကြောင့်ကိုတိုင်းရပိုင်ခွင့်ကိုအရင်ယူရတယ်ပြီးကြတော့မှကိုတိုင်းနော်ကိုရပိုင်ခွင့်ကိုအားလုံးရပြီးပြီဆိုတော့မှကြံတဲ့အပိုင်းဒီတခြားနေရာကိုရောက်သွားတာဖြစ်တယ်ပေါ့နော်သူဆိုင်ရဆိုင်အောင်ရောက်သွားတာဖြစ်တယ်ဒါကလည်းဒါအာဒီ franchise business model ကိုတုံးထားတယ်ဆိုတာကလည်းဒါလုံးဝညင်းနေရအောင်ပေါ့နော်ဇာတာလည်းဒီအချက်တစ်ချက်ဖြစ်တယ် ဟုတ်တယ်ဒီစီးပွားရေးကိုညီမစတင်ခဲ့တဲ့အချိန်ကဆိုလို့ရှိရင်ညီမအနေနဲ့အရန်ကိုခက်ခဲခဲ့တယ်ပေါ့နော်အမှန်တကယ်တော့အဲ့လောက်ထိမခက်ခဲကိုကိုတိုင်ရောက်သွားပြီးတော့ခက်ခဲအောင်လုပ်နေတာပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုတော့ညီမကအခုလက်ရှိပေါ့နော်ဒါစင်ကိုနိုင်ငံမှာရောက်နေတာဖြစ်တယ်စင်ကိုမှာရောက်နေတာဖြစ်တဲ့အတွက်ကြောင့်ကိုဒီတစ်သက်လုံးစင်ကိုနိုင်ငံမှာနေနေမှာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ကိုကနေခြင်းနဲ့ဆိုရင်တော့မှကိုကိုဒါအသက်ကြီးတဲ့အထိကိုတတိယအလုပ်ခံအောင်ပါဦးเนาะအဲ့တစ်ချက်ရှိတယ်နောက်တစ်ခုကကြတော့ကျမတို့အသက်ရွယ်ပိုင်းခြားရ เนาะดีอ่าดีสิงห์อโซยาเล่มขนาดရှိရေဗောနော်ကျွန်တော်တို့ဘယ်အသက်အရွယ်ထိပဲလုံးလို့ရမယ်เนาะဘယ်နှစ်သက်တမ်းထိပဲလုံးလို့ရမယ်ဆိုတော့ကန့်သက်ချက်တွေလည်းရှိတယ်ပေါ့เนาะအဲ့အတွက်ကြောင့်ကျွန်တော်တို့ digital စီးပွားရေးကိုလောက်ကင်တဲ့အခါမှာเนาะဒါကရေရှည်စီးပွားရေးဖြစ်တယ်ဒီအတွက်ကြောင့်ကိုကကိုသွားတဲ့နေရာတပါးလဲတည်ယူလှုပ်ဆောင်သွားကျင်တာဖြစ်တဲ့အတွက်ကြောင့်เนาะကိုကကိုကိုရဲ့စီးပွားရေးမှာကိုခိုင်ခိုင်မာမာလေးရှိကျင်တယ်ပေါ့เนาะအဲ့အတွက်ကြောင့်ဒါအာဒီ time ကိုသွားပြီးတော့เนาะ အာတွားပြီးတော့ဒီ bank account ဖွင့်တာတို့ဘာလို့အဲ့ဒါရက်စားအလုံးကိုအပီပေါ့နော်ကိုကအပိုင်ပဲကိုကရေချီလုံးမှာကိုရေချီလုံးမှာဖြစ်တဲ့အတွက်ကိုကအပိုင်ကိုမှချီလိုက်တယ်ပေါ့နော်အပိုင်ချီပြီးတော့ဒါလုတ်ခဲ့တာဖြစ်တယ်ဆိုတော့အရန်ကိုလည်းစွန့်စားခဲ့ရတာရှိတယ်ဒါကတော့ကိုကိုတိုင်းကအာရန်ကိုစိတ်အားတွေထပ်တန်ပြီးတော့လုတ်တာပေါ့နော်ဆိုတော့ကိုဘာကြောင့်စိတ်အားထပ်တန်လဲဆိုလို့ရှင်ဒီမှာအာဒီ single မှာနေရတာသူများအလုပ်လုပ်ရတာမှန်တယ်သူများဝန်ထမ်းလုပ်လို့ရမှန်တယ်မြန်မာပြည်မှာလည်းအလုပ်လုပ်မယ်ဆိုရင်တော့သူများဝန်ထမ်းတယ် ဒါပေမဲ့ဒီမှာကပို့ပြီးတော့ပင်မန်းနေပေါ့နော်ညီမဒီတက်3ဆနော်3လောက်ကိုပင်မန်းနေအဲ့ဒီအလိုပဲပင်မန်းတလောက်လဲနော်ကျမတို့ဒေါ်လာတွေလည်းပြန်ရတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီပြန်ရခြင်းဒီအခုလက်ရှိအနေအထားမှာကိုအဆင်ပြေနေတယ်ညီမညီမဒီမှရှိနေတဲ့ကျမတို့ရဲ့မိဘတွေကျမတို့ဆွေမျိုးအတိုင်းဝိုင်းနေမိသားစုဝင်တွေကောင်းကောင်းမွန်မွန်ထောက်ပံ့ပေးနိုင်တယ်ဒါပေမဲ့ရည်ရှိမှကျမတို့ရက်တည်လို့မရအောင်နော်အဲ့ဒီအတွက်ကြောင့်ကိုရည်ရှိလဲရက်တည်ခြင်းနဲ့ကိုပိုင်စီးပွားရေးအဖြစ်နဲ့လဲကိုက စီးပွားရေးတစ်ခုကိုတိဆောက်ခြင်းပဲပေါ့နော်အရင်ကလည်းစီးပွားရေးတွေလုပ်ခဲ့ပြီလေကိုကိုတိုင်လုပ်ရတာမဟုတ်ပါနဲ့လေသူများနဲ့ sharing လုပ်တဲ့အခါမှာလည်းဆုံးချုပ်မျက်နှာမှုတွေရှိခဲ့တယ်အချိန်မီသာပေးဆက်လိုက်ရတယ်ဟောကျမတို့အတွက်ရခဲ့တာဒီကျမကိုတိုင်အတွက်ပေါ့နော်တခြားသူတွေကမဆိုလို့ဘူးတခြားသူတွေတော့မဆိုလို့ဘူးပေါ့နော်ကျမရခဲ့တဲ့အရာဒီကျမအချိန်မီကုံဆုံးသွားတယ်ကျမအတွက်အဝင်ဝင်ပေါ့နော်အပူဝင်ဝင်ဆိုတာကမရခဲ့ဘူးအဲ့အတွက်ကြောင့်နော်ဒီတကားတော့ငါကိုကိုတိုင်လုပ်ရတဲ့စီးပွားရေးကိုပဲတိစောက်မယ်ဆိုတဲ့စိတ်နဲ့ပေါ့နော်ဒါ digital စီးပွားရေးကို subscribe ခဲ့တယ် ဲ့အတွက်ကြောင့်လဲဒါဒီအနေထားတွေအခြေအနေတွေခက်ခဲတဲ့အခြေအနေတွေမှာဟိုမှစွန့်စားပြီးတော့လုတ်ကင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုလိုအနေထားမျိုးမှာအာဒီဒီမှာစီးပွားရေးအခုတွားတဲ့ဒီလမ်းကြောင်းပေါ်မှာခဏခဏအခက်ခဲမှုလေးတွေဖြစ်တဲ့အဆင်မပြေမှုလေးတွေဖြစ်တဲ့ဒါပေမဲ့လဲအဲ့လိုခက်ခဲမှုအဆင်မပြေမှုလေးတွေဖြစ်ခဲ့တဲ့အချိန်တိုင်းမှာလဲဒါအမရောပေါ့နော်ဒါအမ နော်အမလေးအမလက်လက်သွဲပြီးတော့အမနတ်မုံဟောင်းဆိုလို့ရှိရင်ညီမအများကြီးကူညီတန်ဖိုးပေးခဲ့တယ်စိတ်သက်ခွန်အားတွေပေါ့နော်အဓိကအဖြစ်စိတ်သက်ခွန်အားတွေအများကြီးပေးခဲ့တယ်ပေါ့နော်အဲ့အတွက်ကြောင့်လဲဒါညီမအနေနဲ့ဒါနောက်ထပ်လန်ခီးမှာလဲထပ်မှန်ပြီးတော့ဒါပြန်ထတယ်ပေါ့နော်ပြန်လဲထထူထောင်ပြီးတော့မှဒါဆက်လက်ပြီးတော့တိဆောက်ရှောက်နှန်းနေတယ်ပေါ့နော်ဒါနဲ့လဲအဲ့လိုရှောက်နှန်းနေဆိုတဲ့အခါမှာလဲညီမတို့ကစီးပွားရေးလုပ်တယ်ဆိုတာက မတို့က social media တွေကိုအသုံးပြုရဖြစ်တဲ့အတွက် social media ပေါ်မှာကန့်တက်ထားတဲ့အရာတွေကိုကိုကချိုးဖောက်မိလို့ရှင်လေညီမတို့လုပ်တဲ့ဒီစီးပွားရေးအပိုင်းမှာနည်းနည်းလေးနှောက်နှေးမှုတွေရှိလေပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်အခုလိုအခုဆိုလို့ရှင်လေညီမနှောက်နှေးမှုလေးတွေရှိနေတယ်ဒါပေမဲ့လည်း it's okay ပေါ့နော်ညီမတို့ကရေတူစီးပွားရေးမဟုတ်ရေရှည်စီးပွားရေးဖြစ်တယ်ဒီအတွက်ကြောင့်လည်းဆက်လက်ပြီးတော့ရှောက်လန်းနေတယ်ပေါ့နော်ဆိုတော့အမအနေနဲ့ပေါ့နော်ဒီလိုမျိုးအခက်အခဲလေးတွေရှိလာတဲ့အခါမှာရောဘယ်လိုဘယ်အရာတွေနဲ့အမဆက်လက်ပြီးတော့ရှောက်လန်းနေလဲပေါ့နော် ပြီးခဲ့တဲ့၃နှစ်လောက်လောက်ကကြာပြီလေပေါ့နော်အမအနေနဲ့စိတ်တက်ကြကြလေးလေအခုလောလောဆယ်တွေ့နေတယ်အဲပေါ့နော်ဒါပေမဲ့အဲ့ဒီတုန်းကအမဘလိုမျိုးဆက်လက်ပြီးတော့ခွန်အားတွေယူပြီးရရှောင်းနိုင်တယ်ပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ share လုပ်ပေးပါဦးဟုတ်ကဲ့ပါညီမရေအာဟုတ်တယ်ပေါ့နော်လူတိုင်းကကြာတော့လူတိုင်းဆိုတဲ့ကကအာဒီစီပွားရေးကိုလောက်တဲ့ဒီ normal ဆိုလို့ရှာအမတို့အပြင်မှာစီပွားရေးလောက်တဲ့လူတိုင်းပဲဖြစ် အမောလို့ရှိလဲကိုကအကြောင်းစုကြောင်းသားတွေဖြစ်ဖြစ်ကွာပညာတို့ခုခုသေယူနေတဲ့ချက်ရင်ကိုသွားနေတဲ့လမ်းခီးတွေရှောင်းမဆိုဖြစ်တော့ cloud တိုင်းကြီးတာတွေရှိလိမ့်မယ် normal ဆိုလို့ရှိလဲမောပန်းလာချိန်ဆိုတဲ့ဟာရှိလိမ့်မယ်ပေါ့နော်ဒါကကြတော့နေရာတိုင်းမှာရှိတာဖြစ်တယ်အမောလို့ဒီစီးပွားရေးတခုတည်းမဟုတ်ဘူးပေါ့နော်တခြားစီးပွားရေးတွေဆိုလို့ရှိလဲအဲ့လိုပုံစံမျိုးပဲအဲသွားနေတဲ့လမ်းမှာစင်ပြေမှုတွေဆိုတဲ့ဟာလည်းရှိတတ်တယ်ပေါ့နော်အမြဲတမ်းစင်ပြေနေဖို့ဆိုတဲ့ဟာတွေကလွယ်မမလို့ ကိုဒီစမပြေမှုတွေပဲကိုက challenge တစ်ခုအနေနဲ့ယူပြီးလို့ရှိရင်သွားတဲ့ချိန်ကမှာကိုရအောင်မြင်မှုဆိုတဲ့ဟာဖြစ်လာတာဖြစ်တယ်เนาะဒီဟာကြောင့်ဒါလည်းအမလူတွေကကြောသီရှိပိသားဖြစ်တယ်သီရှိပိသားဆိုရင်လည်းတခါကြောလူတွေကအာလေလိုက်ချတဲ့စိတ်ပေါ့เนาะအာလေလွှဲချတဲ့စိတ်အဲ့လိုစိတ်ကဖြစ်လာတဲ့အခါကြတော့လည်းအားဆိုလို့ရှိရင်နားလိုက်တော့ဟိုတော့လောကနားလိုက်တယ်ဟောဆိုလို့ရှိရင်တော့အဲ့လိုပုံစံမျိုးပဲကိုရဲ့စိတ်ကမပါတော့ဘူး အဲခဏနားကြည့်တယ်ဆိုလို့ရှိရင်တော့နားလို့ရတယ်ကွာနားလို့ရတယ်ဒါပေမဲ့ဟိုကလောဝါကိုရတ်တက်ဖို့တွဲကားကြတော့မဟုတ်ဘူးပေါ့နော်ဒါနေရာတိုင်းမှာဖြစ်တယ်အမတို့ဒီမှာဆိုလို့ရှိရင်တော့ပို့ပြီးတော့ဒါမှနားပြီးလို့ရှိရင်ပြန်ထားဖို့ကကြတော့ကိုလွယ်ကြည့်သေးတယ်ဒီစားနေရာထက်ဆောက်လို့ရှိရင်နော် ဘာဖြစ်လို့လဲဆိုတော့အမတို့စေဘွားရင်းမှာကတာပေါ့ပါတို့လည်းအဲကိုရောက်တဲ့နေရာမှာဂျန်လိုက်လို့ရတယ်ရပ်ပြီးပြီဆိုလို့ရှိတော့ခဏနားလိုက်ပေါ်တယ်ဆိုလို့ရှိတော့ခဏနားလိုက်တော့မဟုတ်ဘူးမလောက်ချင်ဘူးဆိုလို့ရှိလဲခဏနားယူလိုက်ပေါ့တော့နားယူပြီးလို့ရှိရင်ကြိုက်တယ်လို့နေလိုက်တလားယူလားနလားယူလားပြီးလို့ရှိရင်ကိုကပြန်ပြီးတော့လုံးဆောင်မယ်ဆိုတော့ကိုရောက်တဲ့နေရာမှာနေမှုရှိပြန်သွားလို့ရတယ်ပေါ့နော်အမတို့ဒီအပြေမှာဆိုလို့ရှိရတော့ ပစားရပြီဆိုလို့ရှိရင်ကိုကအစကနေပြီးလို့ရှိရင်ပြန်လောက်ဆောင်ရတာလည်းညားတယ်နော်အမတို့တွေကပြီးဟာနားလိုက်ပြီဆိုလို့ရှိတော့အစကနေပြီးလို့ရှိရင်ပြန်ပြီးတော့လောက်ဆောင်ရတယ်ပြန်ပြီးတော့အာကိုရဲ့ဟာစီစဉ်ပြကြပြုပ်အတွက်ပြန်ပြီးတော့သွားရတယ်အဲ့ဒီချိန်ကတော့ပို့ပြီးတော့ပေပန်းမှုတွေဆိုတဲ့ဟာရှိလာတယ်ပို့ပြီးတော့ခဲခဲမှုတွေဆိုတဲ့ဟာရှိလာတယ်ပေါ့နော်အမကကြတော့ယူစတယ်ပေါ့ဒီအဲမှာအမတို့အခု digital business ဆလုံးနေတဲ့အဲမှာပေါ့နော်အာခဲခဲတဲ့အခြေအနေဆိုတဲ့ဟာအမတို့အပြင်မှာလောက်ဆောင်လာတယ်ချိန်လေး တော့မမိဘူးလို့အမားကြတော့ယူဆတယ်ပေါ့နော်အဲပြောမှာဆိုလို့ရှိရင်ဒေတာခက်ခဲတဲ့အရာတွေအများကြီးကိုရှိတာဖြစ်တယ်ဒီမှာဆိုလို့ရှိရင်အမားတို့အချိန်ကလည်းတမားရီနန္ဒာရီလောက်ပဲပြီးပြီလို့ရှိရင်ကိုကလှုပ်ဆောင်ခြင်းနဲ့ကိုကကြတော့စိတ်ပြည့်တဲ့အရာခုပေါ့နော်အဲအမားတို့အပြင်မှာဆိုလို့ရှိရင်အချိန်ကြီးအများကြီးကုန်ဆုံးပြီးပြီးလို့ရှိရင်စိတ်မပြေတဲ့အရာများရှိတာဖြစ်တယ်ပေါ့နော်အဲ့လိုပုံစံနဲ့ကိုယ်တော်ပြပြီးတော့နှိုင်းရှင်လိုက်တဲ့အချိန်ကျတော့ဟောငါတို့သွားနေတယ်ငါကြတော့တော်တော်လေးကိုပေါ်ပါပြီးလို့ရှိရင် အစိပ်ပြေချုံမွေးပါလားဆိုတဲ့ဟာပေါ့နောက်တစ်ခုကကြတော့ကိုဒီလိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ကိုရဲ့စိတ်ကကြတော့လူတိုင်းကစိတ်တန်းကြတယ်လို့မဟုတ်ဆိုလို့ရှိရင်လည်းစိတ်ကကိုရဲ့စိတ်ကကြတော့တက်ဆွားနေတဲ့ချိန်ကရှိတယ်ပြန်ပြီးတော့ကြလာတဲ့ချိန်ဆိုတာရှိတယ်ပေါ့နော်ကြလာတဲ့ချိန်ပြီးမှဖြစ်လာတဲ့ချိန်ကတော့ကိုရဲ့ဟွမ်းယူပဲကိုအရင်စေစားကြည့်ကြတာပေါ့ကိုရဲ့ဟွမ်းယူကိုအရင်စေစားကြည့်လိုက်ကြည့်ပြီးပြီဆိုလို့ရှိရင်ကဘာကြောင့် အော်ဒီဟာလောက်ကြိုက်တာလေငါလိုချင်တဲ့အရာပါလဲဆိုကြောက်ရတယ်နော်ငါလိုချင်တဲ့အရာပါလဲဆိုတဲ့ကြောက်ရလေးစဉ်းစားကြည့်လိုက်တဲ့အခါကျတော့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ energy ကကျတော့တက်လာလိမ့်မယ်ပေါ့နော် motivation လေးကျပြီးတော့ရလာလိမ့်မယ်အမဆိုချင်တော့အဲ့လိုပုံစံမျိုးပဲစဉ်းစားပြီးလို့ရှိရင်ပြီးတော့သွားပြစ်တာပေါ့နော်အမေကပြောသလိုပဲဒီအဲမှာဆိုလို့ရှိရင်အရင်ခက်ခဲပြပန်းနေတဲ့ဟာတော့မဟုတ်ဘူးပေါ့နော်မဟုတ်ဘူး ဒါကြောင့်မို့လို့လေအမလို့ရကြတော့တွားရတဲ့ဟာပို့ပြီးတော့လွယ်ကူတယ်လှုပ်ဆောင်ရတဲ့ဟာကြတော့ပို့ပြီးတော့ပေါ့နော်နောက်တော့ကကြတော့ခုနညီမပြောသလိုပဲအမတို့တွေအဲတခုခုဆိုလို့ရှိရင်အမတို့မှာ business partner တွေလည်းအများကြီးရှိတာဖြစ်တယ်ပြီးရှာမတို့ချွေရင်စိုက်မှာဆိုလို့ရှိရင်လည်း master mind ပေါ့နော်အဲအမတို့ရဲ့ site ပေါ်အောင်အမြင်နဲ့ပြေးစီတဲ့ဟာကြတော့ဒီ master mind ပေါ့ဒီ master mind မှာဆိုလို့ရှိရင်လည်းလူတွေကကြတော့အောင်မြင်မှုတခုကိုရောက်ရှိနေတယ်ဆိုပေမဲ့လည်းသူကအာပုံစံနဲ့ချမ်းကြော်လာတဲ့ဟာကိုအမတို့မသိနိုင်ဘူးလေနော် ဒီတချို့ရလေဆိုလို့ရှိတော့အောင်မြင်ကြီးပွားချားပါနေတဲ့သူတွေရှိတယ်ကွာအမလို့စီးပွားရေးမှမမဟုတ်ဘူးပေါ့နော်တခြားအရာလေးမှာလည်းအရန်ကိုကြီးကြီးတိုက်ချားပါနေတဲ့သူတွေအရန်ကိုအောင်မြင်ကြော်ချနေတဲ့သူတွေရှိတယ်ဒါပေမဲ့သူရဲ့နောက်ွယ်မှာသူဘလို့ပေးစားလာရတယ်ဘလို့လဲကြပြီလို့ရှိသူဘလို့ပြန်ထလာရတယ်ဆိုတဲ့ဟာကိုအမလို့တွေကမသိတဲ့အတွက်ကကြတော့အာသူတို့တွေကကြတော့အောင်မြင်နေတယ်ဘာဖြစ်တယ်ညာဖြစ်တော့ဒါပေမဲ့သူမှလည်း behind the scenes ဆိုတဲ့ဟာရှိတယ်ဒီအောင်မြင်မှုရဲ့နောက်ွယ်မှာပေါ့နော် ီဟာလေးယူပဲသူကအဲ့လိုအချက်ချက်ခံပြီးလို့ရှိရင်တောက်ခံပြီးအာလဲကြလို့ရှိရင်ပြန်ထားပြီးမှသာသူကအောင်မြင်မှုတစ်ခုဆိုတဲ့ဟာရလာဖြစ်တဲ့အတွဲဆောင်เนาะဒါလည်းအမတို့အတွက်ကကျွန်တော်ခေါ်အားယူရမယ့်အဖြစ်တယ်ပြီးလို့ရှိရင်နောက်တော့မဆန်မိုင်းမှဆိုလို့ရှိတယ်သူတို့တွေကဘလိုပုံစံနဲ့အောင်မြင်လာတယ်သူတို့တွေလည်းစာပထမဆိုလို့ရှိရင်ဘလိုပုံစံဖြစ်တဲ့ဆိုတဲ့ဟာလောက်ဝတ်ကိုအာ တိတိကျကျသေးစိတ်ကိုအမတို့တွဲကိုခေါ်ကားလေးပေးထားတာဖြစ်တယ်ပေါ့နော်ရှယ်မီလေးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဟာတွေကြီးလိုက်တဲ့ဆိုလို့ရှိရင်အမတို့ကအများကြီးစိတ်ဓာတ်တွေအာအတူယူစီရမယ်နော်ကိုရဲ့ mindset ကိုလည်းကိုအများကြီး improve လုပ်နိုင်တယ်ပြီးလို့ရှိရင်ကိုယ့်အတွက်ကကြောင့်အတူယူစီရရလည်းအများကြီးရှိလာတဲ့အတွက်ကြောင့်မို့လို့ခုနလိုပဲစိတ်ဓာတ်ကျတယ်ဆိုလို့ရှိရင်ဒါလည်းကိုကိုရဲ့ mind ပေါ့နော်ပြီးလို့ရှိရင်ကိုကဘာလို့ချိန်တာလဲဆိုတော့ကိုရဲ့ target ကိုစဉ်းစားလိုက်တဲ့အခါကျတော့ကိုရဲ့စိတ်ကကျတော့အကြတော့ ပြန်ပြီးတော့တက်လာတယ်ကိုက motivation ပြန်ရလာတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပဲအမတို့တွေရသွားကြတာဖြစ်တယ်နောက်ဆုံးမှာတော့ကိုလိုချင်တယ်ဘာလို့လဲကိုစီရောကိုကတော့ရအောင်သွားကြမှာဖြစ်တယ်အတော်ကြမလို့ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ခုနလိုပဲနားချေတယ်ဆိုလို့ရှိရင်လည်းနားလိုက်ပါနားပြီးပြီဆိုလို့ရှိရင်တော့ပြန်ပြီးတော့ထားမယ်ပြန်ကြိုးစားကြတော့လူတိုင်းကကြတော့အများတန်းကတစ်သက်လုံးက life long learning ဆိုတဲ့ပုံစံနဲ့ပဲသွားရမှာဖြစ်တယ်တစ်သက်လုံးကိုကကြိုးစားပြီးတော့သွားရမှာဖြစ်တယ်အတော်ကြမလို့ပေါ့နော်အဲ့ဒီမှသာကိုလိုချင်တဲ့ရာကိုရဲ့ lifestyle ိုရဲ့ဒီအဟိုဟာလေးပေါ့မိုက်ဆက်လေးအကုန်လုံးချိန်ပြီးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကတော့ရန်ကိုကောင်းတဲ့အရာတို့ကိုတော့အမားစားပြီးယူဆလိုက်အမားဆိုလို့ရှိရင်အဲ့လိုပုံစံမျိုးပဲအဲသွားလိုက်တာပေါ့နော်အဲသွားလိုက်တယ်ခုနလိုပဲအဲနားတယ်အမားဆိုလို့ရှိရင်နားလိုက်တယ်တလားနလားအဲ့လိုပုံစံမျိုးနားတယ်နောက်ပြီးပြီဆိုလို့ရှိရင်အမားတက်သွားတယ်ပေါ့နော်ဒါသာမို့လို့အဲရန်ကိုပြန်ပန်းလာတဲ့ချိန်ဆိုလို့ရှိရင်တော့နားယူလိုက်ပေါ့ နားယူလိုက်ပြီးပြီဆိုလို့ရှိရင်လည်းပြန်သွားနားဆိုလို့ရှိရင်တော့ပို့ပြီးတော့စေတားတွေဖဲဆွာလာပြီးပြီဆိုလို့ရှိရင်တော့ခေါအားလေးဖြစ်လာတာပေါ့နော်ဒါလူတိုင်းလို့လို့ဖြစ်တတ်ကြမို့လို့ဒါကတော့ပုထုဇဉ်တိုင်းကတော့ဒီဟာရဲ့သဘောတရားရေးဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာအမတို့တွေလည်းဒီဟာကိုကြက်ကြက်ခံနေအောင်ရေးဆိုင်နေအောင်ကြိုးစားရင်းနဲ့ပဲကိုလိုချင်တဲ့ပါတဲ့ကိုရှောက်လာရအောင်ဆိုပြီးတော့အမလည်းဒီကနေပြီးလို့ရှိရင်အဲပြောကြချင်းပါလေကျေးဇူးပါညီမလေးအမကိုယ်တိုင်လည်းအဲ့လိုပုံစံမျိုးနဲ့သွားလာဖြစ်တဲ့အတွက်ကြောင့်လို့နော် ဟုတ်ကဲ့ပါ။ဆိုတော့ကျေးဇူးအများကြီးတင်တယ်။ဆိုတော့အခုတော့ခွန်အားရရပြီပေါ့နော်။ဆိုတော့ဟုတ်တယ်ညီမဆိုလို့ရှိရင်အများနဲ့ခဏခဏအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်။ဆိုတော့ဖြစ်တယ်ဆိုတော့ဘယ်လိုပြောမလဲညီမတို့ကဒီ social media ပေါ်မှာစီးပွားရေးလောက်ရတာဖြစ်တဲ့အတွက်သူ့ရဲ့အာစီးမြင်စည်းကမ်းတွေတော့ကလိုက်နိုင်ရမှာပေါ့နော်။ဘာသူရဲ့စီးမြင်စည်းကမ်းတွေလိုက်နိုင်မယ်စီးစီးကမ်းရှိမှလည်းဒါကိုယ့်ရဲ့အာ ူတို့ပုံမှာပေါ့နော်သူတို့ရဲ့ social media ပုံမှာကိုကစီးပွားရေးလောက်တာဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့ significant နေတဲ့ကိုလိုက်နာရမှာပေါ့နော်ဒါပေမဲ့ကျမတို့လည်းမလိုက်နာတာမဟုတ်ဘူးလိုက်နာတယ်ဒါပေမဲ့တချို့တလေဒီကိုနားမလဲတာလေးတွေရှိတယ်တချို့တလေကိုအာတိတိရက်နဲ့ပေါ့နော်အာဒါလေးသူများရတော့လုပ်လို့ရတာပဲငါလည်းလုပ်လို့ရမှာပဲဆိုတဲ့အနေထားမျိုးလေးနဲ့တွေးပြီးတော့လုပ်လိုက်မိတယ်ပေါ့နော်ဒါပေမဲ့သူများသူများကိုကကို မတူဘူးပေါ့နော်တရားနဲ့တရားမတူဘူးဖြစ်တယ်ဆိုတော့အဲ့အတွက်ကြောင့်အရာရာကတတိထားပြီးတော့လုပ်ရမယ်ဒါပေမဲ့လည်းအဲကျမတို့မှဒီ Facebook ဆိုတဲ့ဒီ platform တစ်ခုလေးပဲအဲကျမတို့စီးပွားရေးလုပ်လို့ရတာမဟုတ်ဘူးလေနော်ဆိုတော့ online ပေါ်မှာရှိတဲ့ဒါ social media platform တွေပေါ့နော် platform တွေမှန်သမျှလုပ်လို့ရတာဖြစ်တယ် sharing လုပ်လို့ရတာဖြစ်တယ်ပေါ့နော်ဒီ social media တွေဒီအာဒီ entertainment တွေမှမဟုတ်ဘူးနော်တခြားသောဒီ အာကျွန်တော်တို့ဘယ်လိုခေါ်မလဲဒီ app တွေပေါ့နော်ဒီတယောက်နဲ့တယောက်ဆက်သွယ်ကြတဲ့ဒီ WhatsApp တို့ Viber တို့ Telegram တို့ပေါ့နော်စသဖြင့်ဒါတွေနဲ့လည်းဒါကျွန်တော်တို့ကိုယ့်ရဲ့စီးပွားရေးကိုကို sharing လုပ်လို့ရတယ်စီးပွားရေးလုပ်လို့ရတယ်ပေါ့နော်ဒါကလည်းဒါဒီစီးပွားရေးရဲ့အသာချက်ပဲပေါ့နော်ဆိုတော့တချို့စီးပွားရေးတွေဆိုလို့ရှိရင်မှန်တယ် online ပေါ်မှာပဲဈေးရောက်ကြတယ် online ပေါ်မှာ TikTok ဆို TikTok နော် Facebook ဆိုရင် Facebook ပေါ့နော်ဒီပေါ်မှာတို့တွေဈေးရောက်နေဆိုလို့ရှိရင်တို့ဒါပဲလုပ်လို့ရတယ်ပေါ့နော် ဆိုတော့တခြားနေရာတွေကြာတိုက်ရိုက်သွားလာလို့เนาะခွဲပြီးသွားကြလာလို့တပြန်နဲ့တည်းသွားလာလို့ဆိုတော့တိတ်တော့မရှိကြအောင်ဆိုတော့เนาะဆိုတော့ဒါနဲ့ညီမတို့စီးပွားရေးမှာတော့ digital ဖြစ်တဲ့အတွက်ကြောင့်ညီမတို့ကနည်းပညာကိုအခြေခံပြီးလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်ကိုကတင်ယူလေ့လာနိုင်တဲ့လောက်ကိုမှကိုစီးပွားရေးလုပ်ဖို့အတွက်ပေါ့เนาะ creation တွေလုပ်ဖို့အတွက်အများကြီးအာဘယ်လိုပြောမလဲ idea တွေရတယ်ပေါ့เนาะအဓိကတော့ကိုကိုယ်တိုင်လေ့လာတင်ယူတင်ယူမယ်ဆိုလို့ရှိရင်အာဘယ်လိုပြောမလဲကိုကိုယ်တိုင်လေ့လာတင်ယူမယ်ဆိုလို့ရှိရင်တော့ ာအရာရာဒီဒါကိုနဲ့ပဲသက်ဆိုင်နေပုံနော်ကိုပုံမှာပဲတန်ပြန်တက်ရောက်တာဖြစ်ပါတယ်လို့ဆိုတော့ဟုတ်ကဲ့ပါမရေအခုတော့အာညီမခွန်အားရလည်းအများကြီးရတယ်ပေါ့နော်အမလိုပဲဒါပေမဲ့ညီမကတော့ဒီစီဝါရေးပုံမှာအာရက်တက်နေဆိုပေမဲ့အရန်ရက်ရှည်ရေးမရက်တန်ရေးဘူးပေါ့နော်ညီမလည်း no ဆိုရင်လုံးဝလှဲမကြည့်တတ်တဲ့သဘောမျိုးရှိရဆိုတော့အဲ့အတွက်ကြောင့်တခါလေဟုတ်တယ်စိတ်တက်ကြတယ်စိတ်တက်ကြတဲ့အချိန်လေးဆိုလို့ရှိရင်တော့အိတ်လိုက်တယ်သချင်းသားထောင်နဲ့အိတ်တယ်အာ နောက်နေ့ကျတော့နောက်နေ့ကျတော့လေကိုကဒီစီးပွားရေးမှာပဲစိတ်ထဲမှာလဲနေပေါ့နော်ဆိုတော့အဲ့တည်းကြောင့်ဒီစီးပွားရေးကိုတော့ငါတော့လက်မတော့နိုင်ဘူးမစွန့်လွတ်နိုင်ဘူးဆိုတော့ကိုကိုကိုကသိတယ်ပေါ့နော်အဲ့တည်းကြောင့်ဆက်မှန်ပြီးတော့လေဒါဆက်လက်ပြီးတော့လေရှောက်လန်းသွားမယ်အခုလိုမျိုးခွန်အားပေးတဲ့ဒါအမလက်လက်တွေကိုလေကျေးဇူးအများကြီးတင်ပါတယ်လို့ဆိုတော့ဒါဆိုလို့ရှိရင်တော့အမအနေနဲ့อืมဆက်မှန်ပြီးတော့ဖြစ်ဆက်စရာလေးပေါ့နော်ဒါ sharing လုပ်ပြပါဦးအခုတတိယမေးတာပေါ့နော်အာအမတို့ကကျွန်တော်စီးပွားရေးစောင့်ဝယ် ါကျတော့ဟိုကငွေကြေးပေါ့နော်အဓိကကျအာသူကဟိုက်ပေးဖြစ်တဲ့ခါကျတော့ငွေကြေးရတယ်တော့ရတာမရတယ်ပေါ့နော်အလိုမျိုးငွေကြေးပါတဲ့ဆိုင်ရောက်ရစိတ်ဝင်စားပြီးတော့ဝင်လာချုပ်ပြီးနဲ့မအားလို့ပြန်ပြီးတော့ကြားရှိတဲ့ဟာပေါ့เดี๋ยวจะไปบ้าวสวนนี่ก็เลยจะเอามาดูไปโดดเต็มหมู่บ้านเหมียวสวนยาชีดาผิดเนาะดีฮะบ้าจ้ะเนาะโหเยดี mindset ใบสายายอพี่รู้สิดี personal skill ใบสายายอเอ่อแต่จะพุทธะ ချွတ်ချွတ်ဘိုင်းဆိုင်ရမှာပါအများကြီးပို့ပါကိုတော့ကသူတက်ကောင်းမွန်လာဖြစ်တယ်ပေါ့နော်အအမဆိုလို့ရှိရင်တော့အဲ့လိုမျိုးအဲခက်ခဲတွေကြုံလာတယ်ပေါ့နော်ခက်ခဲတွေကြုံလာတယ်တခုခုမျိုးစင်မြင်ဖြစ်လာတယ်ဆိုလို့ရှိရင်ဘောကြတယ်ခါတော့ဘောကြတယ်ဆိုတဲ့ဟာကတော့ကိုယ့်ရဲ့ skill ကိုကိုတော့တိုးတက်အောင်လှောက်ဆောင်ပေးနိုင်တယ်သူသူဆိုပြီးတော့လေကိုအကျွေးပေါ့နော်အဲ့လိုမျိုးဟိုဟာကိုယ့်အတွက် challenge တစ်ခုပေါ့ဒီမှာရအဲ့ဒီ challenge တစ်ခုကိုအာကြုံလွားသွားပြီဆိုလို့ရှိရင်တော့ဒါက ရန်ကိုပြောစရာကောင်းတယ်နော်အရင်ဟာကကြတော့ဟာငါလုံးနိုင်ပြီဆိုတဲ့အတွေးနဲ့ဒါပြောစရာလည်းကောင်းတဲ့အတွေးကြောင့်ပါပါဆိုလို့ရှိရင်အဲသဘောကျတယ်ပေါ့နော်ခုတည်းကပြောသလိုပဲပေါ့ဒီထဲမှာခက်ခဲဆိုတဲ့ဟာလည်းငါတို့အပြင်မှာလောက်တော့သူကမခက်ခဲဘူးလေနော် အပြင်မှာဆိုလို့ရှိရင်ဒီထက်ပို့ပြီးတော့ခက်ခဲတဲ့အချိန်တွေရောမလို့ရဖြတ်ကြုံလာပြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဆိုလို့ရှိရင် no problem ဖြစ်သွားပြီးသူကကြတော့အဲ့ဒီခက်ခဲရတာပေါ့အာပြီးလို့ရှိရင်ကိုယ့်အတွက်ကအဲ့ဒီခက်ခဲဆိုတဲ့ဟာလေဒီပညာပိုင်းမှာအများကြီးတိုးတက်မှုကိုပေးနိုင်တဲ့ခက်ခဲခုပေါ့နော်အဲ့လိုမျိုးရရှိတဲ့အခါမှာဆိုလို့ရှိရင်ဒီဟာလေးတစ်ခုအဆင်မပြေဘူးဆိုလို့ရှိရင်ကိုယ့်အတွက်ကဒါတိုးတက်မှုတစ်ခုကိုရရှိလိုက်တာအာအမဆိုလို့ရှိရင်ပျော်တယ်ပေါ့နော်အဲ့လိုမျိုးလှုပ်ရှားရတဲ့ဟာဆိုလို့ရှိရင်ပျော်တယ် အဲပူပြီးလဲဟိုဟာဖြစ်တယ်ပေါ့နော်အဲတိလိုက်တဲ့အတွက်ကြောင့်မလို့ပေါ့အော်ငါတော့ဒီလိုလုံးဆောက်လဲဆိုလို့ရှိရင်တော့ဒီလိုဟာလေးဖြစ်ပါလားဆိုတဲ့ဟာကိုလေသိရှိလိုက်ရတယ်ပြီးလို့ရှိရင်နောက်တစ်ခုကပညာတကိုရလိုက်တယ်နော်အဲ့လိုမျိုးရရှိတဲ့အတွက်ကြောင့်လေအာပြောစရာလည်းကောင်းတယ်လို့ဂျိနာစရာလည်းကောင်းပါတယ်အမားတို့ဘက်ကကြောင့်တော့ဖြစ်ပါနော်ကိုယူမယ်ဆိုလို့ရှိတော့ဒီမှာတင်ယူစရာလည်းအများကြီးရှိတယ်လေးလာစရာလည်းအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့် ကိုတွက်ကကျွန်တော်ကိုတို့တက်မှုဘောင်းများစွာကိုပေးနိုင်တယ်စီးပွားရေးတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းလေးနဲ့အမားပြန်လို့ share share လေးလုပ်ပေးချင်ပါတယ်ကျေးဇူးပါဒီမှာရေအဲ့တော့ဟုတ်ကဲ့အမကြီးကျေးဇူးများတင်တယ်အခုလိုမျိုးလေးပေါ့နော်ဒါစိတ်သက်သာလေးပေးရဲအမဆိုလို့ရှိရင်ဒါအဲ့လိုမျိုးဒီလိုမျိုးအခက်ခဲဖြစ်လာဖို့အတွက်အမ welcome ပေါ့နော်ခက်ခဲဖြစ်မယ်ဆိုအမဘက်က welcome ပါဒါ challenge တစ်ခုထပ်ပေးရပေါ့နော်ဆိုတော့ဟုတ်တယ်တခုခုဆိုလို့ရှိရင် အာငါလုံနိုင်ပါမလားငါဖြစ်နိုင်ပါမလားဆိုတဲ့အရာတွေဒီကိုကဘာမှမစမ်းသက်ခြင်းဘာမှမသိဘူးပေါ့နော်ကို့မှာအာအရေးရှိနေရှိနေတယ်အရေးအရေးအသွေးရှိနေတယ်ဆိုတော့ကိုကိုယ်တိုင်ကမှမစမ်းသက်မ try ကြည့်ရင်မသိနိုင်ဘူးပေါ့နော်အဲ့အတွက်ကြောင့် comfort zone တွေကနေပြီးတော့အာရုံထက်ဖို့လိုအပ်တယ်ပြီးတော့အမလက်လက်တွေပြောလိုပဲပေါ့နော်ဒါဆိုတော့ဒီအခက်အခဲတွေကြုံလာတဲ့အတိုင်းကိုက challenge တစ်ခုဖြစ်တယ်ပေါ့နော်ကိုလုံနိုင်ခဲ့လို့ရှိရင်လုံနိုင်ခဲ့တဲ့အရာတွေဒီဘယ်အရာနဲ့မှအဲ့ဒီ ရတဲ့ပီတိပေါ့နော်ဟာငါလုံးလိုက်နိုင်တယ်ဆိုတဲ့အရာပီတိဒီတဲ့အရာနဲ့မှမလဲနိုင်ဘူးပေါ့နော်မှန်တယ်ညီမလေးဒါဒီလိုမျိုးအဲ့လိုမျိုးအချိန်တွေကြုံခဲ့ရဘူးလေပေါ့နော်ကိုကိုကိုအရန်နဲ့ဂျင်းတ်တဲ့အာချက်ပြီးတော့အစ်တစ်တော့ပေါ့နော်ဒီအရာတွေကိုထပ်မှန်ပြီးတော့လေ့လာဖို့အတွက်လည်းအရန်ကိုခွန်အားဖြစ်ဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ ဟုတ်ကဲ့ပါအမရေခုလိုမျိုးရှင်းလုပ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်တယ်ဆိုတော့ညီမတို့ဒီနေ့ခေါင်းစဉ်ဒီနေ့ပေါ့နော်ဒါပေးရတယ်စီးပွားရေးစတင်မှုအတွက်ပေါ့နော်ပေးရတယ်ကတွန်းအားဖြစ်စေခဲ့တယ်လဲဆိုတော့အကြောင်းအရာလေးပုံမှာလဲဒါညီမနဲ့အမနဲ့နှစ်ယောက်ပေါ့နော်မတူညီရဲ့ background အခြေအနေလေးတွေဒါတယောက်နဲ့တယောက် sharing လုပ်ပေးကြတယ်အခုဒီတခုခုပေါ့နော်ဒါစိတ်သက်သာစရာလေးတွေဖြစ်ပေါ်လာတဲ့အခါမှာလဲဘလို့လေးတွေနော်ဘလို့အကြောင်းအရာလေးနဲ့ကိုကိုပြန်လေပြီးတော့ထူထောင်ပြီးတော့ဆက်လက်ရှောင်လန်းနေတယ်လဲဆိုတော့အကြောင်းအရာလေးနဲ့လဲဒါညီမအနေနဲ့ sharing လုပ်ပေးသွားတဲ့အတွက် အများကြီးကိုလည်းခွန်အားရတယ်အဆက်လက်ပြီးတော့လည်းညီမတို့ပေါ့နော်ဒါဒီရေရှည်အထက်ကညီမစီးပွားရေးအန္တရာယ်ကရေရှည်စီးပွားရေးဖြစ်တယ်ပေါ့နော်ရေရှည်စီးပွားရေးဖြစ်တဲ့အတွက်ကြောင့်စိတ်တက်ကြနေမယ်ဆိုလို့ရှိရင်လည်းညီမတို့ဒီညမှာပဲကြံခဲ့မယ်ပေါ့နော်ဒီအတွက်ကြောင့်အညီမတို့စိတ်တက်ကြမကြလို့မရအောင်မို့ရတယ်စိတ်တက်ကြလို့ရတယ်ဒါပေမဲ့ခုနပြောလို့စိတ်တက်ကြတဲ့အချိန်မှာအမတော့ဒါခဏနားလိုက်တယ်ခဏနားပြီးပြန်လိုက်ပြီးတော့အာထပ်မှန်ပြီးတော့ဒါရှောင်နှမ်းနေပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ဒါ ီစီးပွားရေးကတကယ်ကိုပဲကောင်းတဲ့စီးပွားရေးဖြစ်တယ်ဆိုတာကိုလည်းသိရှိရတဲ့အတွက်ဒီစီးပွားရေးကိုပိုင်ဆိုင်ရတဲ့အတွက်ကျေးဇူးအများကြီးတင်တယ်ကိုကူကူလည်းကျေးဇူးတင်တယ်ဒါအမားအမားတို့ပေါ့နော်ဒီစီးပွားရေးမှာရှိတဲ့ဒါ international business partner တွေ farmers community မှာရှိတဲ့ business partner တွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်တယ်လို့ပြောကြရင်းနဲ့ဒီမားရဲ့ live လေးကိုဒီမားရင်လဲဆုံးသက်ပြစေဆိုတာအားလုံးပဲ Bye bye everyone